โอเคအားလုံးမင်္ဂလာပါအာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကဒီနိုင်ငံတကာငွေကြေးတွေကိုလက်ခံတဲ့အခါမှာတချို့ကျွန်တော်တို့နိုင်ငံကဒီကတ်တွေပေါ့နော်ဘဏ်ကတ်တွေကအရင်ကြီးအတုံးဝင်အရင်ကြီးအတုံးဝင်ဆိုတာကျွန်တော်နိုင်ငံတကာနဲ့ငွေကြေးတွေအမျိုးပေါ့နော်အာလဲလဲမယ်ပေါ့ဆိုတော့တို့နိုင်ငံတကာကိုပတ်စံပေးရမယ်ငွေခြေရမယ်ပေါ့နော်ငွေခြေရမယ်ဒါမှမဟုတ်ငွေလက်ခံရမယ်နောက်မျိုးဆိုလို့ရှိရင်တို့က USD နဲ့လက်ခံရပေါ့နော် တချို့နိုင်ငံတွေဆိုလို့ရှိရင်တော့အာဘယ်လိုပြောမလဲနိုင်ငံအဲ့လိုမျိုး USD နဲ့ပဲမဟုတ်တော့ဘဲနဲ့တချို့ကကြတော့ကိုပိုင်ငွေနဲ့ပေးရတချို့ဆိုပါတော့ဗျာခင်ဗျားထိုင်းမှာလည်းတငယ်ချင်းတယောက်ရှိရယ်ထိုင်းကတငယ်ချင်းကလည်းခင်ဗျားကိုဒါထိုင်းဘတ်နဲ့ပေးမယ်ပေါ့နော်မလေးရှားမှာလည်းတငယ်ချင်းတယောက်ရှိရယ်မလေးရှားတငယ်ချင်းလည်းခင်ဗျားကိုမလေးရှား ranking နဲ့ပေးမယ်အာတရုတ်မှာလည်းလူတယောက်ရှိရယ်တရားတရုတ်ကလူကလည်းခင်ဗျားကိုတရုတ်ယွမ်နဲ့ပေးခြင်းတယ်ဒါအဲ့လိုမျိုးပေါ့နော် အာဂျပန်ကလည်းအဲ့လိုမျိုးပဲဂျပန်ယန်နဲ့ဘေးချင်းနဲ့အဲ့လိုမျိုးဆိုရတဲ့အခါကျတော့ဘယ်လိုလုပ်မလဲပေါ့နော်အကုန်လုံးက USD ပြောင်းပြီးတော့ခင်ဗျားကိုဘေးရတော့မယ်အချိန်တွေမျိုးဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့တို့ရလဲ USD မပြောင်းတတ်ဘူးဗျာမပြောင်းမနဲ့ဒီတိုင်းပဲထိုင်းဘတ်နဲ့ဘေးချင်းနဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲပေါ့နော်โอเคအဲ့လိုမျိုးနိုင်ငံတကာငွေကြေးလဲလှယ်မှုလုပ်တဲ့အချိန်မှာအရင်အစဉ်ပြေတဲ့အာဒီ platform တွေကိုကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ်โอเค အဲ့ဒီမှာနိုင်ငံတကာငွေကြေးလဲလှယ်မှုနှုန်းမှာရန်အစဉ်ပြေ platform ဟာနှစ်ခုရှိရဗျဒီကောင် wish နဲ့ဒီမှာဘောနော်ဒီကောင်အာ WSC wish နဲ့အာ AI team ဘောနော်ဒီကောင်ဘောနော်ဒီကောင်လေးသူ့ဘလို့ဖတ်ရလဲမသိဘူးဗျ AI team ဘောဗျာအဲ့ကောင်လေးအဲ့ဒီနှစ်ခုကဒါအစဉ်ပြေဘာကြောင့်အစဉ်ပြေရို့ပြောရလဲဆိုတော့ဒီကောင်နှစ်ခုကအကောင့်ဖွင့်ရတာလဲလွယ်တယ်အာ information အထောက်ထားတွေဘာမှတော့ တများကြီးထပ်ဖြည့်เสียမလို့ဘူးပေါ့เนาะဒါပေမဲ့ passport ID ဒါမျိုးတွေတော့တောင်းကောင်းတောင်းနိုင်တယ်ပေါ့เนาะတောင်းတတ်တယ်ပေါ့เนาะအကောင့်ဖွင့်ရတာတော့ဒီကောင်တွေကတအားလွယ်တယ်တအားလွယ်ဘယ်လောက်ထိလွယ်လဲဆိုလို့ရှိရင်ခင်ဗျားဒီဗီဒီယိုဝင်လိုက်ပြီဆိုတာ ਨੇ သူကအာ Google နဲ့ sign in လုပ်လိုက်လို့ရပြီပေါ့เนาะ Google နဲ့ sign in လုပ်လိုက်လို့ရပြီကျွန်တော်ကကြတော့ဒီမှာက sign in လုပ်ထားပြီးဆိုတော့ account ဖွင့်တာတော့မပြတော့ဘူးပေါ့เนาะကျွန်တော်အแทမှာဘလို့လုပ်လို့လဲဆိုတော့ပြမယ်ဒါကတော့ wish ပေါ့ ဒီကောင်ကဘယ်လိုလုပ်လို့လဲဆိုတော့ဒီမှာပတ်စံပေးမယ်ပေါ့နော်ပတ်စံပေးမယ်ဆိုလို့ရှိရင်ဒီကနေမှ sense ကနေပြီးတော့ပေးလို့ရတယ်ပေါ့နော်ပတ်စံပေးလို့ရတယ်ဒါပေမဲ့အာဒီမှာကြည့်လိုက်ဒီမှာခင်ဗျားဘယ်နိုင်ငံကိုပေးမှာလဲနိုင်ငံအများကြီးရွေးလို့ရတယ်ဗျာခင်ဗျားဒီမှာနော်ကြိုက်တဲ့နိုင်ငံကိုရွေးလို့ရတယ်နိုင်ငံတနိုင်ငံကိုရွေးပြီးတော့ခင်ဗျားပတ်စံလွှဲလိုက်လို့ရတယ်ပေါ့နော်ဒါကပတ်စံလွှဲတာဒီမှာငွေကြေးလဲလှယ်မှုနှုံးနေလဲခင်ဗျားမြင်နိုင်တယ်ဗျာ ဒီမှာ40ဆိုလို့ရှိရင်အောက်ကကောင်ဘယ်လောက်ဖြစ်မလဲ100ခု100 1000တောင်းတောင်းကြော်တောင်ရှိသွားရေဗျ Okay ဒါဒါတော့ပတ်စံလွဲတာဗောနော်အွကျွန်တော်တို့ကဒီကောင်ကိုလေဘန်ကက်တစ်ခုအနေနဲ့လဲတုံးလို့ရတယ်ကျွန်တော်ဒီကက်ကိုနှိပ်လိုက်ကက်ကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ visa ကက်ကလေးမှာလို့ရတယ်ဗျတွေ့လားဒီဟာကျွန်တော်မှာထားတဲ့ကက်ဗောနော်ဒီမှာနှစ်ခုရှိရယ်သူက ကက်ကနှစ်ခုရှိရယ်ဒီကက်ရယ်နောက်ပြီးတော့မှအာတခြား ပတ်စံပေးရတဲ့ကတ်ရှိတယ်ပတ်စံပေးရတဲ့ကတ်ကကြ73ကျက်ကြတယ်ဒီကောင်ကတော့ free ပေါ့နော်ဒီကောင်ကတော့ကတ်မဟုတ်ဒီကတ်တွေကဒါအရေးကြီးရယ်ဘလို့အရေးကြီးရယ်ဆိုတော့အဲ့ကောင်တွေက virtual studio ကတ်ဟော virtual studio လေး sorry ကုတ်ရေးရတယ်မအားကုန်ဘူးဒီကောင်တွေကကြတော့ virtual ကတ်လို့ခေါ်တယ် virtual ကတ်ဆိုတာကနိုင်ငံတကာတုံးလို့ရတဲ့ visa ကတ်အမျိုးအစားပြည့် အဲ့ဒီကတ်တွေလက်ထဲမှာရှိရဆိုလို့ရှိရင်မိတ်ဆွေတို့ဘယ်ပဲတွားတွားဘယ်နိုင်ငံပဲရောက်ရောက်ဒါမှမဟုတ်အာဘယ်နိုင်ငံရဲ့ငွေကြေးကိုပဲဖြစ်ဖြစ်မိတ်ဆွေလက်ခံလို့ရသွားပြီနော်နောက်ပြီးတော့ဒီမှာကျတော့ payment ပေါ့နော်ဒါတွေကကျတော့ဒါကျွန်တော်ကတော့ဒီကောင်ကိုတိတ်ပြီးတော့အားမပေးချင် wish ကိုလေအာမိတ်ဆွေတို့တုံးချင်တယ်ဆိုလို့ရှိရင် wish account နဲ့ဖွင့်ထားလို့ရတယ်နောက်တစ်ခုကကျ pioneer ပီယိုနီယာနဲ့ပေးပေပေါ့နော်အဲ့ကောင်တွေကကြတော့ USD နဲ့ပဲလက်ခံတယ်ကျွန်တော်တို့ဒါမျိုးဒီကောင်ဒီနှစ်ခုလိုမျိုးအာအမျိုးနိုင်ငံတကာငွေကြေးတွေကိုလက်ခံတာမဟုတ်တို့လို့မှာဘာကြောင့်လဲဆိုတော့ P2P စနစ်မပါဘူးပေါ့နော်ဒီကောင်ကကျွန်တော်ကကြိုက်ဆုံးကတော့ဒီကောင်လေးပို့တော့ကြတယ်အာ AIRTM ပေါ့နော်ဒီကောင်ပို့တော့ကြတယ်ဘာလို့လဲဆိုတော့ဒီကောင်မှာကအာတုံးရတာပိုအဆင်ပြေပေါ့နော်ကျွန်တော်ကျွန်တော်အမြင်မှာပြောတာပေါ့ပို့ပြီးရရှင်းရှင်းလင်းလင်းဖြစ်တယ်ပေါ့နော်ဒီမှာကြည့်လိုက် ဒီမှာ virtual account virtual account ဒီ virtual account ကဘာလို့ရလဲဆိုတော့ဒီမှာနိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့ ban စနစ်ပေါ့နော်နိုင်ငံတကာမှာတုံးလို့ရတယ်နောက်ပြီးအခါကျရင်ငွေကြေးဘယ်ငွေကြေးမျိုးမဆိုသူကလက်ခံနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့အဲ့ကောင်ကအာနိုင်ငံတကာတုံးလို့ရတဲ့ visa card အမျိုးအစားတစ်မျိုးပဲပေါ့နော်ဒီမှာ open your open your us virtual account နဲ့ open your uh, europe virtual account ဆိုပြီးရရှိရတူကအာ europe ပေါ့နော် sorry ်ဤတော့ပဲတော်တော်ဖတ်နေကျွန်တော်တို့ဒါကိုဖွင့်ချင်တယ်ဆိုလို့ရှင်တော့အာ verify လောက်ရမယ်ပေါ့ကျွန်တော်ကတော့ verify လောက်တာရှုံးတာရှုံးနေဆိုတာ verify လောက်တာမအောင်မြင်ဘူးဒီမှာ verify လောက်တာမအောင်မြင်တဲ့အတွက်တလို့ဖြစ်နေ။ဘာကြောင့် verify လောက်တာမအောင်မြင်လဲဆိုတော့ကျွန်တော်ကလက်ရှိမလေးရှားနိုင်ငံမှာနေရယ်ငါ passport တက်တိုင်းကလည်းတဝတည်နေပြီပေါ့နော်။တည်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လို verify မလုပ်နိုင်လဲပေါ့နော်။တကယ်လို့မိတ်ဆွေတို့မှဒါ အဲ့လိုမျိုးထောက်တာတစ်ခုခုရှိရဆိုလို့ရှိရင် verify လုပ်ပါဒါမှမဟုတ်မြန်မာမှာနေတယ်ဆိုလို့ရှိရင်လည်းမြန်မာကတ်နဲ့ verify လုပ်ကြည့်ပေါ့ okay ဒါကတော့ဒါပေမဲ့ဒီကတ်တွေကဒီကောင်တွေကလေအဲ့လို verify မလုပ်ထားတိုင်းနဲ့အတုံးပြုတ်လို့မရဘူးလားဆိုတော့မဟုတ်ဘူးနော် verify မလုပ်ထားတာကကတ်လုပ်လို့မရတာပဲရှိရအတုံးပြုတ်လို့ရတယ်ဒီမှာကြည့်ကျွန်တော်ငွေလွှဲမယ်ဆိုရင် withdraw နေလိုက်အ skip skip ကိုနေလို့လည်းရတယ်ဒီမှာကြည့်ဒါဆိုလို့ရှိရင်ဒီနိုင်ငံရဲ့ e wallet ပေါ့နော်ဒီနိုင်ငံရဲ့ e wallet thaisan go ပေါ့ အာမြန်မာဆိုလို့ရှိရင်မြန်မာရဲ့ KB KBZ Pay တို့ဒါမှမဟုတ် Wish Pay တို့ပေါ်နေလိမ့်မယ်ဗျာတူနိုင်ငံအလိုက်ပေါ်တယ်ဒါမှမဟုတ်ကျွန်တော်ဒီကောင်နဲ့မပေးချင်ဘူးတခြား payment အမျိုးအစားနဲ့ပေးချင်တယ်ဆိုလေရတဲ့ရဒီမှာကြည့်ဒီမှာ search payment method ကိုနေလိုက်ဒီမှာဒီလိုရောက်လာဆိုမိတ်ဆွေက bank ကိုလွှဲမှာလားဒါမှမဟုတ် cash လားဒါမှမဟုတ်ဒီမှာ crypto currency လားเนาะအာ gift card လား e wallet လား mobile လား private card လားအများကြီးရွေးလို့ရတယ်ဗျာ ကျွန်တော် e-wallet ကိုပဲအားတန်တဲ့အတွက်ကြောင့် e-wallet ကိုပြမယ်။ဩ sorry နော်ဒီမှာ e-wallet ကတစ်မျိုးပဲရှိတစ်မျိုးအေးအဲ့ဒါပဲရှိဆိုကျွန်တော်တခြားဟာတွေပြလိုက်အောင်။ဒါထားပါဗျာ e-wallet နေလိုက်။မိတ်ဆွေတို့က e-wallet ကမိတ်ဆွေတို့နေတဲ့နိုင်ငံအလိုက်ပေါ်လာမှာပေါ့နော်ဒီမှာကျတော့ဒီဒါကတော့ဒီနိုင်ငံမှာလက်ရှိဟိုဖြစ်နေတဲ့အကောင့်တွေ e-wallet တွေနိုင်ငံတကာ e-wallet တွေပေါ့ဗျာဒီမှာ wish ခုနကကျွန်တော် ပြောခဲ့တဲ့ wish ပေါ့နော်အဲ့ကိုလည်းငွေလွှဲလို့ရတယ်ငွေလက်ခံလို့ရတယ်နောက်ပြီးတော့ဒါတွေကျွန်တော်မတိရိကောင်နေလည်းအများကြီးပဲဒီမှာ pioneer လည်းကျွန်တော်တိရအာဒီနားမှာပေါ့နော် pioneer အာ pioneer လည်းငွေလက်ခံလို့ရတယ်နောက်တစ်ခုကကျတော့ paypal လည်းငွေလက်ခံလို့ရတယ်ပေါ့နော်ဒါကတော့အများကြီးရှိတယ်နောက်ခု ban ကိုနှိပ်လိုက်မယ် ban ကိုနှိပ်လိုက်တယ်ဆိုလည်းအဲ့လိုပဲကိုကြိုက်တဲ့ ban မျိုးစားထည့်သွားလိုက်ရုံပဲပေါ့နော် ဒီမှာကြလိုက်ဘန်ဆိုလို့ရှိရင်ဒီမှာဘန်တွေအများကြီးရှိရယ်ကိုကြိုက်တဲ့ဘန်မျိုးစားလိုက်ရွေးလို့ရတယ်ဗျာခင်ဗျဘယ်နိုင်ငံကိုငွေလွှဲမလဲလွှဲလို့ရတယ်ကိုရဲ့ဟိုလိုငွေလွှဲတဲ့အိတ်ချင်းနေရှိကိုတွားနေเสียမလို့ဗျာဒီလိုအကောင့်တစ်ခုရှိရယ်ဆိုလို့ရှိရင်ဒီအကောင့်တွေကိုပတ်စံထည့်ထားလိုက်ပတ်စံထည့်ထားပြီးရကကြလို့ရှိရင်ဒီအကောင့်တွေကနေပဲကြိုက်တဲ့နိုင်ငံကိုငွေလွှဲလို့ရတယ်ဗျာနိုင်ငံတကာငွေလွှဲလို့ရတယ်ပေါ့ဗျာโอเคအဲဒါတော့ငွေလွှဲတာပေါ့ပတ်စံလဲရှာလို့ရတယ်ဒီမှာ M ဆိုတဲ့ထည့်ကိုနေလိုက် ့ M ဆိုတဲ့တဲ့ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာခမားရဲ့အာအလုတ်တွေပေါ့နော်ဒီမှာဘယ်အလုတ်ကနေဒီမှာလက်ခံပါလဲငွေလက်ခံတာပေါ့နော်ဒါကတော့အလုတ်ကနေတဆင့်ငွေလက်ခံတဲ့ဟာတွေဒီမှာခမားကဘယ် platform မှာအလုတ်လုပ်နေရလဲအဲ့ဒီအလုတ်လုပ်နေတဲ့နေရာကနေပြီးတော့ငွေလက်ခံလို့ရတယ်ပေါ့နော်ဒါတွေကဟွန်းဒီမှာဒီကောင်ဆိုလို့ရှိရင်တော့အာ Fiverr ဒီကောင်ဆိုလို့ရှိရင်ဟိုဟာ freelance တွေအများဆုံးရှိရတဲ့နေရာပေါ့ ားအလိုမျိုး platform တွေကနေလည်းငွေလက်ခံလို့ရတယ်နော်ပြီးတော့ဒီကောင်တွေက verify မလုပ်ထားလို့ account တည်သွားတယ်ဆိုတာမျိုးမရှိရတဲ့အတွက်ကြောင့်လို့ဆောင်ရမ်းမိုက်တယ်လို့ပြောလို့ရတယ်ဗောနော်ဆိုတော့ကျွန်တော်တို့အခုကငွေလက်ခံမယ်ပဲဆိုတော့ကွယ်ငွေလက်ခံမယ်ငွေလက်ခံမယ်ဆိုရင်ဒီမှာ add fund ကိုနှိပ်လိုက်တောင်းနှိပ်လိုက်ဒီမှာနော် ူကအကုန်လုံးက P2P စနစ်နဲ့တွားတာဖြစ်တဲ့အတွက်ကြောင့်လို့မိတ်ဆွေတို့ဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်စိတ်ပူစရာမလိုဘူးဒါအမိုက်တွေဒီကောင် FM ကနေလိုက်လို့ရှင်တယ်ဒီလိုပဲငွေလက်ခံနေရမှာလဲဘယ်ဘယ်မျိုးစားနဲ့လက်ခံမှာလဲဆိုတော့ဟာရွေးလို့ရတယ်ဗျာမိတ်ဆွေကဆိုပါတော့မိတ်ဆွေကအာအာတရုတ်မှာနေတယ်ပေါ့တရုတ်မှာနေပြီးတော့အာဂျပန်ရဲ့ယန်ငွေနဲ့လက်ခံခြင်းတယ် လွဲမဲ့လူကဂျပန်ရဲ့ရန်ဝင်နဲ့လက်ခတ်လွဲလာမှာဗျာဒါဆိုလို့ရှင်လည်းရတယ်ဗောတော့ဒီမှာမိတ်ဆိုလို့ရွေးလိုက်ရုံပဲဗောနော်โอเคဒါကတော့ကျွန်တော်အကောင့်ဖွင့်တဲ့နေ့ရမပြတော့ဘဲနဲ့အာဒီငွေကြေးဟိုာလွဲလို့ရတဲ့ platform လေးတွေကိုကျွန်တော်ပြပေးတော့ဗောနော်ဒါဆိုလို့ရှင်မိတ်ဆိုတို့အားလုံးအဆင်ပြေကြမလို့ကျွန်တော်ထင်တယ်အာအကောင်းဆုံးကတော့မိတ်ဆိုတို့ Binance ကိုဖွင့်တာနောက်တစ်ခုကကြတော့ဒီနှစ်ခုကိုဖွင့်တာဒီကောင်နဲ့အာ AIRTM နဲ့ Wish ကိုဖွင့်တာ ပေးပင်နဲ့ပီယိုနီယာကြတော့အကောင့်ဖွင့်ရတာနည်းနည်းခက်ခဲတယ်ပေါ့နော်နည်းနည်းခက်ခဲတယ်ပြီးတော့နိုင်ငံတကာငွေလွှဲတဲ့အချိန်မှာလည်းသူတို့က USD only နဲ့လက်ခံတာဖြစ်တဲ့အတွက်ကြောင့်မလို့အာနည်းနည်းအခက်အခဲဖြစ်နိုင်တယ်ပေါ့နော်မိတ်ဆွေတို့အတွက်ဟိုနှစ်ခုဟိုတုံးခုကတော့လွယ်တယ်အကောင့်အလွယ်ဆုံးကတော့ Binance ပဲဗျာ Binance ကမှတ်ပုံတင်တစ်ခုရှိနေရပြီပေါ့နော်မှတ်ပုံတင်တစ်ခုရှိဆိုတော့ verify ဖြစ်နိုင်တယ်ပြည့်တဲ့ခါကျရင်နိုင်ငံတကာငွေကြေးတွေကိုလည်းလက်ခံလို့ရတယ်ဆိုတော့ Binance ကတအားမိုက်တယ်လို့ပြောလို့ရတယ် ခုနှစ်ခုကတော့မိတ်ဆွေတို့အရန်အနေနဲ့ဖွင့်တာပေါ့နော်โอเคဒါပါပဲဒီနေ့ကတော့ကျွန်တော်ငွေကြည်ဒီနိုင်ငံတကာနဲ့ငွေလွှဲတဲ့နေရာငွေပေးယူလုပ်တဲ့နေရာမှာအခက်အခဲဖြစ်နေတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ကျွန်တော်တိထားတဲ့လောက် platform တွေကိုလမ်းညွှန်ပေးရပဲဖြစ်ပါတယ်အကောင့်ဖွင့်ရတာတွေကတော့တအားလွယ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖွင့်ပြမနေတော့ဘူးเนาะဒါမိတ်ဆွေတို့ကိုယ့်အကကိုဖွင့်လိုက်ရင်လည်းရပါတယ်